ခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကမလေးရှားမှာ overseas ဘဝနဲ့ရောက်နေတယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြောပြမယ့်အချက်၅ချက်ကိုမလုပ်ဖို့ရှောင်ဖို့တိုက်တွန်းလိုက်ပါတယ်။ဆောကအခုမလေးရှားမှာရောက်နေတဲ့အောင်လန်းနေရောက်လာတဲ့လူတွေ overseas သမားတွေအများများပါတယ်။အရင် free calling တို့စက်ရုံ calling တို့လာတဲ့လူတွေလည်းအများကြီးရှိပါတယ်။မလေးရှားမှာဒီမှာလူမျိုးတွေအများကြီးရှိပါတယ်။အဲဒီမှာလူဟောင်းတွေကတော့ဒါအခုကျွန်တော်ပြောမယ့်အကြောင်းအရာကိုတီးပြီးသားဖြစ်မှာပါ။လူသစ်တွေကတော့အခုမှရောက်လာဆိုတော့ မသိတဲ့လူတွေလည်းသိမှာမဟုတ်ဘူး။ဒါပေမဲ့သိတဲ့လူတွေလည်းသိပြီးသားဖြစ်မှာပါ။အခုကျွန်တော်ပြောမယ့်အချက်၅ချက်ကိုပြုလုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကိုကမလေးရှားနိုင်ငံမှာတင်းတင်းပေါ်ပေါ်ဖြစ်သွားပါလိမ့်မယ်။ဆိုတော့လူကောင်းတွေရောဒါတွေလောက်လာဆိုတော့လူကောင်းတွေတော်တော်များများကရှောင်ပါတယ်။ဆိုတော့လူသစ်တွေအနေနဲ့အခုကျွန်တော်ပြောပြမယ့်အချက်၅ချက်ကိုလုံးဝရှောင်ဖို့ကျွန်တော်တိုက်တွန်းလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ LHK ရှေ့ရက်ဘလော့ဂါတွေပြန်လည်းကျေးဇူးလိုက်ပါတယ်။ဒီနေ့ကျွန်တော်မျှော်ပြပေးမယ့်အကြောင်းလေးကတော့မလေးရှားနိုင်ငံကိုရောက်လာတဲ့လူတစ်တွေပေါ့နော်ဒီအချက်၅ချက်ကိုမလုပ်ဖို့ ကျွန်တော်တိုက်တွန်းလိုက်ပါတယ်။နံပါတ်1အချက်ကတော့မလေးရှားနိုင်ငံမှာမြန်မာဝစ်စုံဝစ်ချင်းကိုရှောင်ကျဉ်ဖို့လိုပါတယ်။ဆိုတော့တချို့တွေကမလေးရှားနိုင်ငံမှာစင်ကာပူစင်ကာပူမှာဆိုလို့ရှိရင်တော့မြန်မာမိန်းကလေးတွေကမြန်မာဝစ်စုံတွေဝစ်ပြီးတော့တွားကြလာကြတယ်။အဲ့လိုသွားတာတို့မြန်မာနိုင်မြန်မာမလေးရှားမှာရောက်နေတဲ့မြန်မာမိန်းကလေးတွေကလည်းအဲ့လိုမြန်မာဝစ်စုံတွေဝေးပြီးတော့သွားချင်းလာချင်းကြတယ်။ဒါကတော့ကိုယ့်လူမျိုးရဲ့ရိုးရာဝစ်စုံဖြစ်တဲ့အတွက်အဲ့လိုမျိုးဝေးပြီးတော့သွားချင်းကြတယ်။ဒါပေမဲ့မလေးရှားနိုင်ငံမှာဒီဝစ်စုံတွေလုံးဝမအက်ဆက်ပါဘူး။လုံးဝမသိမ့်တော့ပါဘူး။အဲ့လိုလုံးဝမသိမ့်တော့တဲ့အတွက်ကိုက တကယ်လို့ TikTok ရိုက်ခြင်းလို့ပဲဖြစ်ဖြစ်ဗီဒီယိုရိုက်ခြင်းလို့ပဲဖြစ်ဖြစ် Facebook မှာတင်ခြင်းလို့ပဲဖြစ်ဖြစ်မြန်မာဝတ်စုံတွေဝယ်ဝေးပြီးတော့ရိုက်တာတင်တာတော့ကိစ္စမရှိပါဘူးအဲ့လိုမဟုတ်ဘဲနဲ့ကိုကလူများတဲ့နေရာကုန်တိုက်လူနေရာမျိုးပါစာမလန်းလို့ဈေးလိုနေရာမျိုးကိုကမြန်မာဝစ်စုံနဲ့တွားမယ်ဆိုလို့ရှိရင်လူကြားထဲမှာကိုတယောက်တည်းထင်းနေပေါ်ပေါ်ဖြစ်နေပါလိမ့်မယ်။အဲ့ဒီကွမြန်မာဝစ်စုံဝစ်ချင်းကိုအတက်နိုင်ဆုံးရှောင်ကျင်တာကောင်းပါရဲ့။ပွဲလဲသမီးရှိလို့ဘုံကြောင်တွားတာတို့ ကားနဲ့သွားပြီးဖုန်းကြောင်းရောက်မှတရားနာရတော့ဒါမှမင်္ဂလာဆောင်ပွဲတွေပါပြီးသွားတာလို့ကားနဲ့သွားရလို့ဆိုရင်တော့ဒါဝတ်တာတော့ကိစ္စမရှိဘူးเนาะစင်ကူနိုင်ငံမှာလူမျိုးမြန်မာဝတ်စုံတွေဝတ်ပြီးတော့အဲ့လိုလမ်းပေါ်မှာရှောက်သွားနေတာမျိုးကတော့လုံးဝလုံးလုံးမသိမ့်တော်တဲ့အရာဖြစ်ပါတယ်အဲ့လိုလုပ်ပြီးဆိုလို့ရှိရင်လည်းကိုယ့်ကိုထင်းထင်းပေါ်ပေါ်နဲ့တွေးရမှာဖြစ်ပါတယ်နံပါတ်1အချက်ကတော့မြန်မာလူမျိုးတွေအရန်ကြိုက်တဲ့တနခါပဲဖြစ်ပါတယ်မလေးရှားနိုင်ငံမှာတနခါလူးတာလုံးဝမသိမ့်တော့ပါဘူးမလူးကြဘူးလားဆိုတော့လူးရတဲ့လူတွေတော်တော်များများရှိပါတယ်လူဟောင်းကြီးကလည်းလူးရတဲ့လူတွေရှိပါတယ်ဒါပေမဲ့ သူတို့တွေလူတွေဆိုတာသူတို့တနခါကြိုက်လို့လူတယ်တနခါကိုလူပြီးတော့အိမ်ထဲမှာပဲနေတယ်ဆဲုပ်ထဲမှာလူတယ်အလုပ်ထဲမှာလူတယ်ပေါ့နော်တကယ်လို့အပြင်သွားမယ်ဆိုလို့ရှိရင်တနခါတကားကနေသွားမယ်ဆိုလို့ရှိရင်ကိုပေါဝင်ကျင်းရလူတွေကကြီးလို့ရှိရင်ဒီမှာမြန်မာလူမျိုးတွေရှိတယ်ဆိုတာတိတဲ့အတွက် over stay သမားတွေအတွက်အန်ရရောက်နေပါတယ်ဆိုတော့တခါတော့ကျွန်တော်ဖာဆာမလမ်းမှာကောင်းလေးတယောက်ကတနခါတွေနဲ့ခြောက်သွားနေတာကိုပြီးတော့ဖာဆာမလမ်းမှာဈေးရောက်နေတဲ့လူနှစ်ယောက်ကအတိရောက်နေနေမြည်တယ်ဟိုတယောက်ကသူမျက်နှာဘာတွေလဲလဲဆိုတော့ တယောက်ကပြန်ပြေးတယ်အော်ရန်ဘူမာတဲ့မြန်မာလူမျိုးပေါ့နော်အဲ့လိုပြောအော်တဲ့မြန်မာလူမျိုးတွေအဲ့လိုတနခါလိမ့်လာတာတဲ့ဆိုတော့အဲ့လိုပြလိုက်တဲ့အတွက်ဒီပဝင်းချင်းမှာမြန်မာလူမျိုးတွေရှိနေပြီဆိုတာတီးသွားပြီဆိုတော့အဲ့လိုတီးသွားတဲ့အတွက် overstay တမိုက်အတွက်အနေနဲ့မကြည့်ပါဘူးဖြစ်နိုင်လို့ရှိရင်တဏ္ဍာခါကိုကြိုက်လို့လိမ့်နေဆိုလို့ရှိရင်လေကိုအိမ်ထဲမှာနေတာပဲဖြစ်ဖြစ်ကိုအလုပ်ထဲမှာအစဉ်ပြေလို့လိမ့်တာပဲဖြစ်ဖြစ်လိမ့်ရတာတော့ကိစ္စမရှိပါဘူးဒါပေမဲ့လူသွားလူလာများတဲ့ပတ်ဝန်းကျင်တွေမှာတဏ္ဍာခါလိမ့်သွားတာကိုလည်းရှောင်ကျဉ်သင့်ပါတယ်နံပါတ်3ချက်ကတော့ပစိုးပါ မြန်မာမလေးရှားနိုင်ငံမှာရောက်လာတဲ့လူတော်များများကယောက်ျားလေးတွေတချို့ယောက်ျားလေးတွေကပစိုးဝစ်ပြီးတော့အပြင်ထွက်တတ်ကြပါတယ်။အเจ้าမျိုးကြောင့်ကိစ္စရှိလို့အပြင်ထွက်ရင်အပေါ်နဲ့အောက်လောက်ကတော့ကိစ္စမရှိပါဘူး။ဝိုးဝိလန်သွားမယ်ဆိုရင်တော့လုံးဝမသိမ့်တော်တဲ့နေရာပါ။ဘာဖြစ်လို့ဆိုတော့ပစိုးနဲ့သွားရတယ်ဆိုလို့ရှိရင်တော့ တင်နေပေါ်ပေါ်ဖြစ်နေပါပါအိန္ဒိယတွေကတော့ပစိုးဝတ်တယ်ဒါပေမဲ့သူတို့ဝတ်တဲ့ပစိုးနဲ့ကိုရီးမြန်မာတွေဝတ်တဲ့ပစိုးနဲ့မတူပါဘူးနောက်တစ်ခုကကိုရီးမြန်မာရဲ့အယောင်သွေးနဲ့သူတို့အိန္ဒိယတွေရဲ့အယောင်သွေးနဲ့လည်းမတူပါဘူးမတူတဲ့အတွက်ပစိုးဝတ်ပြီးသွားလို့ရှိရင်လည်းတင်နေပေါ်ပေါ်ဖြစ်နေပါတယ်ဆိုတော့အဲ့အတွက်ဝိလက်သွားမယ်ဆိုလို့ရှိရင်တော့ပစိုးကိုလုံးဝမဝတ်သင့်ပါဘူးဖုံးချောင်းသွားတာတော့ဘာလို့ဆိုရင်တော့တချို့ကျွန်တော်တို့ဆိုလို့ရှိရင်တော့အရင်ကတရားနာရေးပိုင်းရှိလို့သွားရဆိုလို့ရှိရင်ပစိုးကိုခောက်ပြီးထည့်သွားတယ်ကြောင်ရောက်တော့မှပစိုးလဲလိုက်တယ်ပေါ့နော်မြန်မာဥစ္စာကိုလဲလိုက်တယ်အဲ့ဒါကတော့ဘူးတင့်တော့ပါတယ်ဆိုတော့ပစိုးနဲ့အိမ်မနေတာတော့ကိစ္စမရှိဘူးဒါပေမဲ့လမ်းသွားလမ်းလာရှိရဲ နေရာတွေကိုသွားမယ်ဆိုလို့ရှိရင်တော့ပစိုးနဲ့သွားရတာလုံးဝမသင့်တော့ပါဘူးအဲ့ဒီအတွက်မလေးရှားနိုင်ငံမှာပစိုးဝှစ်ခြင်းကိုလည်းရှောင်ကျဉ်သင့်ပါတယ်နံပါတ်၄အချက်ကတော့ကွန်ဆာပီအပြင်သွားခြင်းကိုရှောင်ကျဉ်သင့်ပါတယ်မလေးရှားနိုင်ငံမှာရောက်နေတဲ့ကျွန်တော်တို့မြန်မာလူငယ်တွေတော်တော်များများကွန်ဆာကြပါတယ်ကိုကိုကြိုက်လို့လဲစားတယ်မီယိုဖလာကြောင့်လဲစားကြတဲ့လူတွေရှိတယ် တချို့လူငယ်ကြတယ်ဟိုအပြင်းပြေစားတာလည်းရှိတယ်ပေါ့နော်ကွန်စားပြီးတော့အပြင်းသွားခြင်းမှရှောင်ကျဉ်နေမှာကျွန်တော်ကွန်မစားလို့ပြောရမှာမဟုတ်နော်ကွန်ကြိုက်တဲ့လူတွေကွန်စားလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းတစ်ခါတည်းကွန်စားပါတယ်ကိုယ်အိမ်မှာပဲစားတယ်အပြင်းသွားရင်လုံးဝမစားဘူးအလုံးလုံးရင်လုံးဝမစားဘူးကွန်ရောင်ဝယ်ပြီးတော့ရေကြီးတဲ့တိုင်မှာထားတယ်အလုံးလုံးတဲ့အချိန်မှာစားလို့မရပါဘူးအပြင်းသွားတဲ့အချိန်မှာလုံးဝစားလို့မရပါဘူးအပြင်းသွားချိန်မှာစားလို့ရှိရင်မြန်မာတွေနေတဲ့တိုက်ခန်းတွေ flat တွေမှာတော်တော်များများတွေ့ရတာတော့လေကားရင်းတွေမှာကွန်3အဲ့လိုကွန်3တွေကြောင့် ခဏခဏလေး complaint တက်ခံရတယ်အဲ့ flat တွေအတိုင်ခံရတယ်ပြီးလို့ရှိရင်ဝင်ရောက်ဖမ်းဆီးခြင်းတွေခံရတယ်ပေါ့နော်မြန်မာတွေနေတာများတာကိုတိလာတာဖြစ်တဲ့အတွက်မလေးရှားရောက်တဲ့လူတွေကွန်စာပြီးအပြင်သွားခြင်းမှာရှောင်ကျဉ်တင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့မလေးရှားနိုင်ငံမှာလူသစ်ပဲဖြစ်ဖြစ်လူဟောင်းမဖြစ်ဖြစ်ပေါ့နော်အုပ်စုဖွဲ့ပြီးတော့တနေရာကိုသွားတာပဲဖြစ်ဖြစ်နေရာ၃ရောက်ပေါ့နော်တနေရာကိုသွားတာပဲဖြစ်လမ်းမှာသွားတာဖြစ်ဖြစ် public area တွေမှာနောက်ပြီးတော့ public transport ကားတွေပေါ်မှာရထားတွေပေါ်မှာ မြန်မာစကားကိုကြည်ကြည်လောက်လောက်ပြောချင်းရနေပြီးတော့ရှောင်ကျင်သင်ပါတယ်ဆိုတော့ရထားပေါ်တွေကားပေါ်တွေမှာစကားကြည်ကြည်ပြောဖို့ရှောင်ကျင်သင်တာမြန်မာစကားတခုတည်းမဟုတ်ပါဘူး ဘာစကားပဲပြန်ပြောတယ်မှာဘာဖြစ်လို့ဆိုတော့ကားဝင်ကြတာကတိတ်စိတ်နေတဲ့နေရာဖြစ်တဲ့အတွက်အဲ့လိုစကားစုစုညံပြောဖို့လည်းသူတို့တားမြစ်ထားပါတယ်အဲ့လိုတားမြစ်ထားတော့ကိုကမြန်မာစကားကိုကြည်ကြည်လောင်လောင်ပြောမှဆိုလို့ရှိရင်ဘေးပေါက်ဝင်ချင်းနေတဲ့အနောက်ရှက်ဖြစ်နိုင်တယ်လို့ကိုရီမြန်မာအတွက်လည်းဂုံသိခါထိခိုက်နိုင်ပါတယ်အဲ့ဒီအတွက် public area လို့ဖြစ်တဲ့လူစီကားတဲ့နေရာမျိုးတွေမှာပဲဖြစ်ဖြစ် public transport ရှိတဲ့ကားခိတ်တို့ယထားပူဓာတို့ယထားတဲ့တို့ကားတဲ့တို့မှာလည်းမြန်မာစကားကိုကြည်လောင်စွာမပြောဆိုသင့်ပါဘူးကျွန်တော်တို့အနေနဲ့ ကိုသွားနေလာနေတဲ့အချိန်မှာတကယ်ချင်းကြောက်ကဖုန်းဆက်ပြီးဝင်လာလို့ရှိရင်လေငါခဏနေပြန်ခေါ်လိုက်မယ်ဘာဖြစ်လို့ဆိုငါကားပေါ်မှာရောက်နေလို့ခဏနေပြန်ခေါ်လိုက်မယ်ငါရထားပေါ်မှာရောက်နေလို့ခဏနေငါပြန်ခေါ်လိုက်မယ်ကွာအခုကတော့ကုန်းတိုင်းထဲမှာလူတွေအများကြီးနေလို့အဲ့လိုပြန်ပြောပြီးတော့အခြားအဆင်ပြေတဲ့နေရာမှာသွားပြောတာပို့ပြီးတော့ကောင်းပါတယ်ဆိုတော့ကျွန်တော်ကျွန်တော်ပြောချင်တာကတော့ဒီနိုင်ငံကိုရောက်တဲ့အတွက်သူ့နိုင်ငံစီကံအတိုင်းကျွန်တော်တို့လိုက်နာနေပြီးမှ ကျန်တဲ့ overstay သမားတွေအတွက်အဆင်ပြေမှာဖြစ်ပါတယ်။ဆိုတော့အခုချိန်မှာမလေးရှားနိုင်ငံအလေ opera city အရန်ဖန်နေတယ်။သူတို့မြန်မောင်းကျိုးနေတဲ့လူမျိုးတွေကလည်းအများကြီးရှိပါတယ်။အဲဒီထဲမှာကိုရီမြန်မာတွေကကျူးကျူးကုတ်ကုတ်လေးနဲ့နေမယ်ဆိုလို့ရှိရင်တော့တက်တာမှာဖြစ်ပါတယ်ဗောနော်ဆိုတော့ပေါ်ဝင်းကျင်အနေထားမှာလည်းအဲ့လိုစူညံပြီးတော့မြန်မာစကိုင်းနဲ့ office စူညံနေမှာဆိုလို့ရှိရင်အခုက complain တက်တာနဲ့တန်းပြီးတော့လာခန်းတဲ့အနေထားမျိုးဖြစ်နေတဲ့အတွက်မလေးရှားရောက် overstay သမားတွေကျွန်တော်ပြောတဲ့အချက်လေးတွေကိုလိုက်နာပြီးတော့ ခဏရှောင်ကျင်ပြီးတော့နေကြဖို့တိုက်တွန်းရင်းနဲ့ဒီဗီဒီယိုပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။မလေးရှားနိုင်ငံရောက်နေတဲ့ရွှေပြည်မှာအားလုံး operasi ရမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုကျမ်းမာနဲ့နိုင်ငံတော်ကြီးပြန်လည်ကောင်းတဲ့အချိန်မှာအားလုံးပြန်လည်ဆုံသီးနိုင်ကြပါစေလို့ပြောရင်ဒီဗီဒီယိုကိုဆုံးသက်လိုက်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။